thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ရွှေကောက်ပွဲကျင်းပနိုင်ရေးတရုတ်ကူညီမယ်လို့စစ်ကောင်စီပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုက်နဲ့တရုတ်နိုင်ငံသားဝင်ကြီးဌာနအာရှအရာဒုကိုယ်စားလှယ်မစ္စတာတင်ရှိချင်းတို့နေပြည်တော်မှာမလာ၁၇ရက်နေ့ကတွေ့ဆုံခြင်းမြန်မာနိုင်ငံမှာရွှေကောက်ပွဲကျင်းပနိုင်ဖို့အတွက်တရုတ်နိုင်ငံကပူးပေါင်းဆောင်ရွက်မိအကြောင်းဆွေးနွေးခဲ့တယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။စစ်ကောင်စီရဲ့ရွှေကောက်ပွဲကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်နေတဲ့ပေါ်တရုတ်နိုင်ငံကအပြုသဘော ောဆောင်နဲ့ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်မိအကြောင်းဆွေးနွေးခဲ့တာလို့ဆိုပါတယ်။ဒါအပြင်မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာတရုတ်နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်နေကြောင်းလည်းဖော်ပြပါတယ်။ တရုတ်နိုင်ငံအနည်းနဲ့စစ်ကောင်စီရဲ့ရွှေကောက်ပွဲကိုနိုင်ငံတကာအတိမတ်ပြုလာအောင်ဤပညာနဲ့ငွေကြေးအကူအညီတွေပါပေးနေတာလို့လုံခြုံရေးအမင်းမျိုးဖော်လို့လည်းနိုင်ငံရေးလေလာသုံးသပ်သူတအုပ်ကပြောပါရယ်ပထမတစ်ခုက electronic မဲပေးတဲ့စနစ်မှာအကူအညီပေးတာရှိနေရွှေကောက်ပွဲကော်မရှင်နဲ့ပါတီတွေကိုတရုတ်ရဲ့မဲပေးစနစ်ဤပညာတွေပြသပြီးကူညီတာရှိတယ်နောက်တစ်ခုကပြီးခဲ့တဲ့2024ခုနှစ်တုန်းကတရုတ်ကစစ်ကောင်စီကိုပေးတဲ့ချင်းငွေအကူအညီထဲမှာစစ်ကောင်စီကရွှေကောက်ပွဲအတွက်အတော်လေးပြင်ဆင်နိုင်ခဲ့တယ်ပြီးတော့စစ်ကောင်စီကို နိုင်ငံတကာအတိမတ်ပြုခံရဖို့ကူညီနေတာမျိုးရှိရင်ဒီကိစ္စနဲ့ပတ်သက်လို့တရုတ်နိုင်ငံရဲ့သဘောထားတည်နိုင်ဖို့ရန်ကုန်မြို့ကမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ရုံကိုအီးမေးလ်ကနေတဆင့်ဆက်သွယ်မိမြန်ထားစေဖြစ်ပါတယ်။ ရွှေကောက်ပွဲကိုဒီနှစ်ကုန်ဒါမမုတ်နောင်နှစ်ဆန်းမှာအစောဆုံးကျင်းပမယ်လို့စေကောင်ဆောင်ပူဇော်မှုကြီးမြောင်လိုင်းကမလ3ရက်နေ့က9ရက်နေ့အထိတပတ်ကြာတွားရောက်ခဲ့တဲ့ရုရှားနိုင်ငံနဲ့ဘီလာရုစ်နိုင်ငံခီးစင်မှာပြောကြားခဲ့တာပါစေကောင်ဆင်းရဲ့ရွှေကောက်ပွဲကိုရုရှားနဲ့ဘီလာရုစ်နိုင်ငံတို့ကထောက်ခံပြီးကိုဇလဲရီလို့စောင့်ကြည့်လည်လာဖို့ရှိတယ်လို့လည်းဆိုပါတယ် စစ်ကောင်စီကျင်းပဖို့စီစဉ်နေတဲ့ရွှေကောက်ပွဲအတွက်ဤပညာပိုင်အကူအညီတောင်းခံမှုကိုနိုင်ငံတကာအစိုးရတွေအနေနဲ့ညှင်းပယ်တင်တယ်လို့လူအခွင့်ရေးလေးလာဆောင်ကြည့်ရေးအဖွဲ့ကမလ17ရက်နေ့မှာထုတ်ပြန်ပြောဆိုထားပါတယ်စစ်ကောင်စီကိုလက်နက်ကိုင်တော်လန်တိုက်ခိုက်နေသူတွေအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့အတိုက်ခံအင်အားစုတွေကလည်းစစ်ကောင်စီရဲ့ရွှေကောက်ပွဲကိုကန့်ကွက်ထားပါတယ်2020ရွှေကောက်ပွဲမှာမင်းအများဆုံးနဲ့အနိုင်ရခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကလည်းအာဏာသိမ်းမှုကြောင့်ဖြစ်လာတဲ့မြန်မာနိုင်ငံရေးပြဿနာကို NLD ပါ တီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးမှုမရှိဘဲမပြေလည်နိုင်ကြောင်းနဲ့စစ်ကောင်စီလုံးမဲရွှေကောက်ပွဲကို အတိမတ်မပြုကြောင်း2024ခုနှစ်ဩဂုတ်လ31ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဇလပီစစ်ကောင်စီရွှေကောက်ပွဲကိုဤပညာအကူအညီမပေးဖို့ HRW ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကကျင်းပဖို့စီစဉ်နေတဲ့ရွှေကောက်ပွဲအတွက်ဤပညာအကူအညီတောင်းခံမှုကိုနိုင်ငံတကာအစိုးရတွေအနေနဲ့ညှင်းပယ်တင်တယ်လို့လူအခွင့်အရေးလေးလာဆောင်ကြည့်ရေးဖွဲ့ကမလ17ရက်နေ့မှာထုတ်ပြန်ထားပါတယ်။အာဆီယံဖွဲ့ဝင်နိုင်ငံတွေအပါအဝင်ဂျပန် တန်ကိုရီးယားနဲ့အိန္ဒိယတို့လိုအာရှနိုင်ငံတွေအနေနဲ့စစ်တပ်ဒိန်းချုပ်မှုကိုတည်ယဝင်ဖြစ်စေမယ့်စစ်ကောင်စီရဲ့ရွှေကောက်ပွဲကိုပြက်ပြက်တတ်တတ်စန့်ကျင်တင်တယ်လို့လည်းတိုက်တွန်းထားပါတယ်။ အာဏာသိမ်းပြီးနောက်အတိုင်ခံနိုင်ငံရေးသမားနဲ့နိုင်ငံရေးပါတီတွေကိုဖျက်ဆီးဖျက်သိမ်းမှုအပါအဝင်စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကြောင့်လွတ်လပ်ပြီးတရားမျှတတဲ့ရွှေကောက်ပွဲမဖြစ်နိုင်ဘူးလို့ဆိုပါတယ်စစ်ကောင်ဆောင်တွေကစစ်မှန်တဲ့ရွှေကောက်ပွဲကျင်းပဖို့အတွက်နိုင်ငံကိုလုံလောက်တဲ့ထိန်းချုပ်မှုလည်းရှိမနေဘူးလို့ဖော်ပြပါတယ်ဒါပေမဲ့တချို့နိုင်ငံအနေစုကတော့စစ်ကောင်စီရဲ့ရွှေကောက်ပွဲကိုအားပေးထောက်ခံပွဲရှိတယ်လို့ဆိုပါတယ်အာဆီယံဖွဲ့ဝင်နိုင်ငံတွေကြားမှာတော့စစ်ကောင်စီရဲ့ရွှေကောက်ပွဲပေါ်ထောက်ခံမှုအတွက်သဘောထားကွဲလွဲတာကြီးလည်းရှိတယ်လို့ဖော်ပြပါတယ်ကုလ သမဂ္ဂလူအခွင့်အရေးဆိုင်ရာကျွမ်းကျင်သူတွေကလည်းစစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကို ကုလဖွဲ့ဝင်နိုင်ငံတွေကလက်မခံဖို့အတီအလင်းတိုက်တွန်းထားတယ်လို့ဆိုပါတယ်။ HRW ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်လို့တုံ့ပြန်ချက်ရဖို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စောမင်းထွန်းကိုတရင်ဌာနကဆက်သွင်းခဲ့ပြီးမှဖုန်းလက်ခံဖြေကြတာမျိုးမရှိပါဘူး။ရွှေကောက်ပွဲကိုဒီနှစ်ကုန်ဒါမမုံနောက်နှစ်ဆန်မှာအစောဆုံးကျင်းပမယ်လို့စစ်ကောင်ဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကမလ3ရက်နေ့ကနေ9ရက်နေ့ထိတပတ်ကြာတွားရောက်ခဲ့တဲ့ရုရှားနိုင်ငံဘီလာရုစ်နိုင်ငံခီးစင်မှာပြောထားပါရယ်။ဇလပီ ကုလဂတိကဝတ်တွင်နေပဋိပက္ခဖြစ်စဉ်မြေကိစ္စရီမှာပသက်မှုမရှိကြောင်းအထူးကိုယ်စားလှယ်တုံ့ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကုလသမဂ္ဂရဲ့ဂတိကဝတ်တွင်နေပဋိပက္ခဖြစ်စဉ်တဲ့ကိစ္စရီမှာပါဝင်ပသက်ဖို့ရာမရှိကြောင်းနဲ့ထီတွေ့ဆောင်ရမှာမဟုတ်ကြောင်းကုလသမဂ္ဂအတွင်ရင်မှုချုပ်ရင်မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီဘီရှော့ကတုံ့ပြန်လိုက်ပါတယ်။ Miss Julie Bishop ကတရုတ်နဲ့ဆက်နွယ်နေတဲ့မြန်မာစီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးအကျိုးစီးပွားပဋိပက္ခရရှိနိုင်တာကြောင့်စုံစမ်းစစ်ဆေးဖို့ Justice for Myanmar ကမလ9ရက်နေ့မှာကုလသမ မကအတွင်ရေးမှူးချုပ်ကိုတောင်းဆိုထားတာပါဒါနဲ့ပတ်သက်ပြီးအထူးကိုယ်စားလှယ်ဂျူလီပီရှုံရဲ့သဘောထားကိုတရင်ဌာနကဆက်သွင်းပြီးမျက်ရည်မှာအီမေးကတဆင်ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်ဒါအပြင်ဂျူလီပီရှော့အန်ပါတနာ JBB ကုမ္ပဏီကလုပ်ငန်းဆိုင်ရာမဟာဗျူဟာစမ်းစစ်အကဲဖြတ်လမ်းညွှန်ပေးတဲ့ပုဂ္ဂလိကအကြံပေးကုမ္ပဏီတစ်ခုဖြစ်ကြောင်းမြန်မာနိုင်ငံနဲ့ဆက်စပ်တဲ့ဘဲကုမ္ပဏီဘဲလူပုဂ္ဂိုလ်တအုပ်တယောက်ကိုမှအကြံပေးတာမျိုးမရှိခဲ့ဘူးကြောင်းလည်းပြန်လည်ဖြေကြားထားပါတယ်။တဆက်တဲမှာပဲ Miss Julie Bishop ကကုလသမဂ္ဂရဲ့ဂျင်ဝင်နဲ့တာဝန်ဝင်တရားတွေကိုအပြေဝလိုက်နာကြောင်းလည်းပြောထားပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Stephen Dujarric ကလည်းအထူးကိုယ်စားလှယ်ဟာနိုင်ငံတကာအဖွဲ့အစည်းတစ်ခုရဲ့အဖွဲ့ဝင်ဝန်ထမ်းတအုပ်ဖြစ်တာကြောင့်ကုလသမဂ္ဂ ပရိညင်အဖွဲ့အစည်းစင်းမြင့်လုံထုံးလုံးနီတွေနဲ့ညီလိုက်နာဆောင်လှုပ်ဆောင်ကြောင်းဒီလိုလှုပ်ဆောင်ရမှာအကျိုးစီးပွားဆိုင်ရာပဋိပက္ခတွေအပါအဝင်ဂုံတိခပိုင်းဆိုင်ရာအမြင့်ဆုံးစံနှုန်းတွေကိုထိမ့်သိမ်းလိုက်နာကြောင်း AP သတင်းဌာနကိုဖြေကြားထားပါတယ်။ဒါအပြင်အထူးကိုယ်စားလှယ်တွေကသူရဲ့ပြင်ပလှုပ်ရှားဆောင်ရွက်မှုတွေကိုအဖွဲ့အစည်းထံအသိပေးထားကြောင်းလည်းပြောရင်းဆိုခွင့်ရှိသူကပြောထားပါတယ်။ GFN ကတော့ဒီကိစ္စပေါ်မှာကုလသမဂ္ဂအနေနဲ့တမန်ကရှန်ကပြည်လဲရပြည်လဲကြောင်းကြိုးပမ်းချက်ကိုလက်မခံနိုင်ကြောင်းဂျူလီဘီရှော်ရဲ့စီးပွားရေးလှုပ်ဆောင်ချက်တွေ ေကသူ့ရဲ့လုပ်ငန်းတာဝန်တွေကိုကုန်သိကရှိရှိလှုပ်ဆောင်ရမှာလိုအပ်တဲ့ဗမလိုက်မှုနဲ့အမိကိုကင်းမှုတွေအပေါ်မေးခွန်းထုတ်စရာဖြစ်တယ်လို့ဒီနေ့မှပဲထုတ်ပြန်ထားပါတယ်။ ဒါအပြင်ဇူလီပီရှော့ရဲ့အကျိုးစီးပွားပဋိပက္ခရေပေါ်ပွင့်လင်းမြင်သာပြီးတည်ကြသေးကြတဲ့စုံစမ်းစစ်ဆေးမှုတည်ရလှုံ့ဆော်ဖို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးထိတွေ့ဆက်ဆံတဲ့ဓာရီအပေါ်သင့်တော်မှုရှိမရှိကိုပြန်လည်စဉ်းစားဖို့လဲ GFN ကတိုက်တွန်းထားပါတယ်။ GFN ရဲ့မလ9ရက်နေ့ထုတ်ပြန်ချက်မှာကုလအထူးကိုယ်စားလှယ်ဇူလီပီရှော့က EDM အပါဝင်စီးပွားရေးလုပ်ငန်းတွေမှာပတ်သက်ဆက်နွယ်နေပြီး EDM ကုမ္ပဏီအတွက်မဟာဗျူဟာအကြံပေးဖြစ်လဲခန့်အပ်ခံထားတယ်လို့ဆိုပါတယ်။အဲဒီအတွက်မြန်မာနိုင်ငံနဲ့ပတ်သက်နေတဲ့တရုတ်နိုင်ငံပိုင်ကုမ္ပဏီတွေနဲ့ဆက်နွယ်နေ ေနဲ့ Greenland ဒေသမှာရှိတဲ့ Uranium နဲ့အမျိုးရှားသတ္တုဒူးဖော်ရေးစီမံကိန်းအတွက်အကြံပေးမှုဖြစ်တယ်လို့ဖော်ပြထားပါတယ်။ EDM ရဲ့အကျိုးတူစည်းဝါပူးပေါင်းမိဖတ်တွေကမြန်မာနိုင်ငံနဲ့ဆက်နွယ်မှုတွေရှိနေတယ်လို့ဆိုပါတယ်။သတ္တုဒူးဖော်ရေးကဏ္ဍမှာဒူနီပီရှော်ရဲ့ပါဝင်ပတ်သက်မှုတရုတ်ကုမ္ပဏီတွေနဲ့ဆက်နွယ်မှုတွေကကျင်းဝတ်ပိုင်ဆိုင်ရာစောင့်ထိန်လိုက်နာနိုင်မှုနဲ့တာဝန်ကိုအောင်မြင်စွာထမ်းဆောင်နိုင်မှုပေါ်စိုးရင်ပွဲဖြစ်တယ်လို့ထောက်ပြပြောဆိုထားပါတယ်။ ဆက်လက်ပြီးစစ်တွေမျိုးအနီးလက်နက်ကြီးတိုက်ပွဲပြင်းထန်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်စစ်တွေမျိုးအနီးမှာ စစ်ကောင်စီတပ်နဲ့အရခတ်တပ်တော်တို့အီအီတို့အခုရက်ပိုင်းတွင်လက်နက်ကြီးတွေနဲ့အပြန်အလှန်ပစ်ခတ်ပြီးတိုက်ပွဲပြင်းထန်နေရလို့ဒေသခံတွေကမလစနေရနေ့မှာပြောပါတယ်။ဒီလိုတိုက်ခိုက်မှုတွေကြောင့်စစ်တွေမျိုးအနီးရွှေမင်းကန်ရှိတပ်စခန်းကစစ်ကောင်စီတပ်သားတချို့စစ်တွေမျိုးအနီး ခြေတော်ရွာနဲ့ဆက်ယိုးကြတရားနီကိုဆုတ်ခွာသွားတာဖြစ်ပြီးသုံးဆောင်ရွာစစ်ကြောင်းကတော့ဗျမ်းပြူရွာနဲ့ကိုဆုတ်ခွာသွားတယ်လို့ဒေသခံတအုပ်ကပြောပါတယ်အဓိကတော့အဲ့ဒီစကန်နီကိုအေအေကလက်နက်ကြီးနဲ့ဏီတိုင်းလှမ်းပစ်တယ်လှမ်းပစ်လို့လည်းရတဲ့အခြေအနေမှာရှိတာပေါ့ရွှေမင်းကရှိတဲ့စကန်မှာဆိုရင်ထမင်းစားနေရင်လည်းလက်နက်ကြီးလာကြတယ်ညဆိုလည်းလက်နက်ကြီးလာကြတယ်လို့အဲ့ဒီမှာရှိတဲ့ရဲတွေကပြောပါတယ်ဒါကြောင့်မြို့အနာကိုဆုတ်လာတာပေါ့ပြီးတော့သုံးဆောင်ရွာမှာအထိုင်ချနေတဲ့စစ်ကြောင်းကလည်းအခုဗျမ်းပြူရွာလေးမှာခြားထားတယ် ်အင်ကဝင်သိမ်းတာတော့မဟုတ်ဘူးလက်နက်ကြီးတန်ကိုမခံနိုင်လို့တက်စိတ်တချို့စုံလာတဲ့သဘောလိုထင်ပါတယ်အားလုံးတော့စုံလာတာမဟုတ်ဘူး မလာစနီရဲ့ဒီကနေ့မနက်ပိုင်းမှာလည်းအင်းအီကစစ်ကောင်စီတပ်စခန်းတွေကိုလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်နေရလို့ဒေသခံတွေကပြောပါရယ်စစ်ကောင်စီတပ်ကလည်းအင်းအီတပ်ဖွဲ့ဝင်တွေရှိလာနိုင်တယ်လို့ယူဆတဲ့နေရာတွေကိုလက်နက်ကြီး drone နဲ့ဇက်တိုက်လေယာဉ်တွေအသုံးပြုပြီးတံပြန်တိုက်ခိုက်နေရလို့ဆိုပါရယ်တိုက်ပွဲချင်းတွေနဲ့ပတ်သက်လို့အင်းအီပြောခွင့်ရသူဥခိုင်ဒုက္ခနဲ့စစ်ကောင်စီရဲ့ရခိုင်ပြည်နယ်ပြောခွင့်ရသူပြည်နယ်ဥပဒေချုပ်ဦးလာသိန်းတို့ကိုတရင်ဌာနကဆက်သွယ်ခဲ့ပြီးမြေလက်ခံဖြေဆိုတာမျိုးမရှိပါဘူးရခိုင်ပြည်နယ်၁၆မြို့နယ်တွေက၁၄မြို့နယ်ကိုအင်းအီကတိုက်ပိုက်ထားပြီး စစ်ကောင်စီကစစ်တွေးချပြူနယ်မန်အောင်သုံးမြို့နယ်ကိုထိန်းချုပ်ထားပါတယ်စစ်ကောင်စီထိန်းချုပ်ထားတဲ့သုံးမြို့နယ်တွေကစစ်တွေးနဲ့ချပြူမြို့နယ်တွေကိုဖေဖော်ဝါရီလကစလို့အင်းကထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ဒေသခံတွေကပြောကြားခဲ့ကြောင်းတရင်မှဖော်ပြပါရှိပါတယ်ရှင်